ူပါကွန်ပျူတာကတွဲချက်ပေးလိုက်တဲ့2026ကမ္ဘာဖလားချန်ပီယံဘယ်တင်ဖြစ်မလဲ။ English Sport ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။လာမယ့်2026ကမ္ဘာဖလားကတော့ American, Canada နဲ့ Mexico နိုင်ငံတွေမှာကျင်းပသွားဖို့ရှိနေပါရယ်။ခြေစပွဲတွေလည်းကျင်းပထားခဲ့တယ်လို့မကြာခင်မှာမဲခွဲမှုတွေပြုလုပ်သွားဖို့လည်းရှိနေပါရယ်။ပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော့ Messi ရဲ့ Argentina အသင်းကပိုးဆွဲခဲ့တာပါ။ဒါက Messi အတွက်လည်းတမိုင်းဝင် ပြိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါရယ်။ Messi ကကစားသမားဘဝကနေအနားမြူခင်မှာပဲ မိုင်းရဲ့အခမ်းအနားဆုံးချန်ပီယံဆူပလာတစ်ခုကိုရရှိသွားခဲ့တာပါဆူပါကွန်ပျူတာကတော့လာမယ့်2026ကမ္ဘာဖလားမှာဘယ်အသင်းကချန်ပီယံဖြစ်မလဲဆိုတာကိုရာဂိုင်နှုန်းနဲ့တွက်ချက်ဖော်ပြထားခဲ့ပါလေဂျာမနီ7.1%နာမည်ကြီးဂျာမနီအသင်းကတော့ဖလားရရှိဖို့7.1%အထိရှိနေပါတယ်ဂျာမနီကတော့တချိန်ကကမ္ဘာဖလားကိုရလေရထရှိတဲ့ချန်ပီယံအသင်းတစ်သင်းမှာဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ဂျာမနီအသင်းကရုန်းကန်နေရပါတယ်ရွှေအောင်မျိုးဆက်တွေခေတ်အကုန် မျိုးဆက်တစ်တွေနဲ့အကူပြောင်းကြမှာကမ္ဘာဖလားနဲ့ဝေးကွာနေကြတာပါအာဂျင်တီးနာ8.7%ကမ္ဘာဖလားရဲ့လက်ရှိချန်ပီယံဖြစ်တဲ့အာဂျင်တီးနာအသင်းကတော့ဖလားရရှိဖို့8.7%ထိရှိနေပါတယ်တေချာတာကတော့စူပါကွန်ပျူတာရဲ့တွက်ချက်မှုမှာလက်ရှိချန်ပီယံအာဂျင်တီးနာကချန်ပီယံဖြစ်ဖို့ထိပ်ဆုံး၃သင်းထဲမှာပါဝင်မနေခဲ့ပါဘူးအင်္ဂလန်11.8%နိဗျာတောမတ်တူချေရဲ့အင်္ဂလန်အသင်းကကမ္ဘာဖလားချန်ပီယံဖြစ်ဖို့11.8%ထိရှိနေပါတယ် အင်္ဂလန်အသင်းကချန်ပီယံဖြစ်ဖို့ထိတ်ဆုံးအသင်း၃တင်းမှာပါဝင်နေကြတာပါစူဖွဲမှုကောင်းကောင်းနဲ့အင်္ဂလန်အသင်းကိုစောင့်ကြည့်သွားရမှာပါပြင်သည်40.1%ပြင်သည်အသင်းကတော့ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့40.1%နဲ့ဘိုးဆွဲဖို့ဒုတိယနေရာကနေရပ်တည်နေကြတာပါကစားသမားအင်အားအရလည်းတောင့်တင်းနေတယ်လို့ဒီနောက်ပိုင်းမှာလည်းကမ္ဘာဖလားချန်ပီယံဒုတိယနေရာတွေမှာလည်းရပ်တည်ထားလို့စောင့်ကြည့်သွားရမှာပါစပိန်70%စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရာ ချန်ပီယံအဖြစ်နိုင်ဆုံးအသင်းအနေနဲ့စပိန်က70%နဲ့ရည်တည်ထားနိုင်ခဲ့ပါတယ်။စပိန်အသင်းကတော့တွက်ချက်မှုတွေအရဘူဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေရပါ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းဤကုန်းချလိုက်ပါရခင်ဗျာ။